မင်္ဂလာပါရှင်နိုဝင်ဘာ23ရက်ညပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာနဲ့ကမ္ဘာတဝန်းမှာဖြစ်ပျက်ခဲ့သမျှတွေကသတင်းအကြောင်းအရာတချို့ကိုပြန်ပြီးစူးစီးဖော်ပြပေးလိုက်ပါရရှင်ကြောဖြန့်လို့လူသိများတဲ့ online ငွေလိမ်လုပ်ငန်းတွေမှာ democracy အကျိုးပြု ကရင်တက်မတော် DKBA အဖွဲ့တွေကပါဝင်လုပ်ကင်ကြသူတွေရှိတယ်လို့ DKBA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးချုပ်စောစိန်ဝင်းကဝန်ခံလိုက်ပါတယ် DKBA ခေါင်းဆောင်ပိုင်း၄ဦးက American နိုင်ငံသားတွေကိုပြစ်မှတ်ထားလိမ့်လေတဲ့ online ငွေလိမ်လုပ်ငန်းတွေမှာပါဝင်ပတ်သက်တာကြောင့် အမည်ပြက်စရင်သွင်းခံထားရပါတယ်ဒီထဲမှာအမည်ပြက်စရင်သွင်းခံရသူတဦးဖြစ်တဲ့ဗိုလ်မှူးချုပ်စောစိန်ဝင်းက DKBA နဲ့ဓာတ်ရိုက်ပတ်သက်တယ်လို့ပြောရင်လည်းပြောလို့ရတယ် DKBA အဖွဲ့ထဲမှာလည်းဒီလုပ်ငန်းလုပ်တဲ့လူရှိတယ်လို့မလုပ်တဲ့လူတွေလည်းအများကြီးရှိပါတယ်လို့ပြောပါတယ် DKBA ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့စေဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောစတီစေဦးစီးအရာရှိချုပ်ဗိုလ်ချုပ်စောဆန်းအောင်စေဦးစီးအရာရှိဗိုလ်မှူးချုပ်စိုင်းကျော်လှနဲ့စစ်ရေးချုပ်ဗိုလ်မှူးချုပ်စောစိန်ဝင်းတို့ကို နိုဝင်ဘာ12ရက်မှာအမေရိကန်ကမြေပြတ်စရင်သွင်းပြီးအရေးယူတန်ခတ်ပိတ်ဆို့ကြောင်းကြေညာလိုက်တာပါ DKBA အနေနဲ့တော့ကြားဖြတ်လုပ်ငန်းတွေညော့နေအောင်လှုပ်ဆောင်နေတယ်လို့ဗိုလ်မှူးချုပ်စောစိန်ဝင်းကဆိုပါတယ်ဒါပေမဲ့ DKBA ထိန်းချုပ်ဒေသတွေဖြစ်ကြတဲ့ထိုင်းမြန်မာနယ်စပ်နာကမြဝတီမြို့နယ်ကြောက်ခတ်ကျေးရွာနဲ့ကြာရင်စိတ်ကြီးမြို့နယ်ဖျားသုံးစုမြို့တွေမှာကြားဖြတ်လုပ်ငန်းတွေဆက်လက်လဲပတ်နေကြဆဲလို့ဒေသရင်းသတင်းရင်းမြစ်တွေစီကသိရတာပါ ဒါအပြင် KK Park လုပ်ငန်းခွင်ကနေထွက်ပြေးသွားတဲ့ကြားဖြန့်ထိပ်ပိုင်းတချို့ကလည်းကြောက်ခတ်နဲ့ဖျားသုံးစုမျိုးစီရောက်လာတယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေကဆိုပါတယ် DKBA ဟာဦးသိန်းစိန်အစိုးရလက်ထက်မှာတနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA ကိုလက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်စစ်တပ်တကြော့ပြန်အာဏာသိမ်းပြီးနောက်နေပြည်တော်မှာစစ်ကောင်းဆောင်တွေနဲ့ငြိမ်းချမ်းရေးတွေးဆုံဆွေးနွေးရမှာလဲ DKBA ပါဝင်ပါတယ်ဒါအပြင်စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုထောက်ခံကူညီမယ်လို့ DKBA ကတရားဝင်ထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။လာရှုံမြို့နောက်မှာတက်ဆွဲထားတဲ့ကိုကန့်တက် MNDAA တက်တွေဆုတ်ပေးဖို့စေအုပ်စုရဲ့အမှတ်၅စစ်စင်ရေးအထူးအဖွဲ့မှကိုတိုင်လာရှုံမြို့အထိလာရောက်တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ညင်းပယ်ခံရပြီးဆွေးနွေးမှုပြတ်သွားတယ်လို့ MNDAA ကလည်းအင်အားတိုးချထားတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။လာရှုံမန္တလေးပြည်တော်စုလမ်းမပေါ်မှာရှိတဲ့နောင်မော်နဲ့တန်ရန်မိုင်းရဲမြို့ဘက်ကိုသွားတဲ့နန်းပေါင်နဲ့ဟိုရရွာတွေမှာ MNDAA တက်ဆွဲထားတာကို နိုဝင်ဘာ17ရက်နေ့ကလာရှုမြို့စင်နကောင်ဟိုတယ်ဆွေးနွေးပွဲမှာစစ်ကောင်စီကဆုတ်ခွာခိုင်းတာလို့စုံစမ်းသိရပါတယ်။နောင်မောနန့်ပောင်ဟိုရရွာတွေကတဆက်တည်းရှိနေတာဖြစ်ပြီး MNDAA က30နှစ်ဆက်ကုန်စစ်စင်ရေးနဲ့အတူတည်ယူခဲ့တဲ့နေပြည်တော်မှာပါဝင်ပါတယ်။အခုချိန်ထိလည်းတက်ဆွဲထားတာပါ။ပြီးခဲ့တဲ့ April လမှာတရုတ်အစိုးရရဲ့ဂျားဝင်ဆွတ်ဖက်မှုကြောင့် MNDAA ကလာရှုမြို့ကိုကြီးတစ်ချက်မဖောက်ပဲစစ်ကောင်စီစီပြန်လွှဲပေးခဲ့ရပါတယ်။အခုထပ်ပြီးနောင်မောနန့်ပောင်ဟိုရရွာတွေကနေ တဆင်ချင်းဆုပ်ပေးဖို့စေအုပ်စုကထပ်မံတောင်းဆိုနေတာပါလာရှုမြုပ်ကန်သတင်းရင်းမြစ်တူပြောပြတာကကိုကန့်တက်ကပြန်ဆုပ်ပေးဖို့မရှိဘူးပြောလိုက်တော့အမှတ်ငါစစ်စင်ရေးအထူးအဖွဲ့မူဒုဗိုလ်ချုပ်ကြီးကိုကိုဦးနေပြီးတော့ပြန်တက်သွားတယ်လို့ People's Spring ကိုပြောပါတယ်စေအုပ်စုကတအန်းတက်မတော် TNLA ထိန်းချုပ်ထားတဲ့ကြောင်မဲနဲ့တီဘောမျိုးကိုပြီးခဲ့တဲ့အောက်တိုဘာလမှာပြန်သိမ်းယူပြီးနောက်ပိုင်းမန္တလေးမူဆဲပြည်တော်စုလန် လာရှိုးနဲ့တီဘောလမ်းပိုင်းပတ်ဝန်းကျင်က MNDAA စခန်းတွေကိုစုခွာဖို့ဖိအားပိုပေးနေတာဖြစ်ပါတယ်။ MNDAA ကတော့စစ်ကောင်စီနဲ့လက်ရှိရထားတဲ့စစ်ရဲစဲရေးသဘောတူညီချက်ကအဆင့်ဆန်ရာရလဒ်တစ်ခုသာဖြစ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရဖို့အတွက်အမြဲတမ်းရှိနေဖို့နဲ့ဗျူဟာကြကြနားလည်နေဖို့အောက်တိုဘာ25ရက်ကထုတ်ပြန်ခဲ့မှုပါတယ်ရှင်။နိုင်ငံတကာရာဇဝတ်ခွန်ရုံး ICC ကစစ်ရာဇဝတ်သားမင်းအောင်လှိုင်ကိုဖမ်းဝရမ်းထုတ်ဖို့ဆုံးဖြတ်ချက်ချက်ချင်းချမှတ်ဖို့လိုအပ်နေပြီလို့ ကုလသမဂ္ဂဆိုင်ရာမြန်မာတမ်အမတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုလိုက်ပါတယ်။အကျဉ်း80မြောက်ကုလသမဂ္ဂထွေထွေညီလာခံမျက်နာဆောင်ကြီးအစည်းအဝေးရဲ့နိုင်ငံတကာရာဇဝတ်ခုံရုံးအစည်းအဝေးကစားခေါင်းစဉ်အောက်ကဆွေးနွေးမှုကိုနိုဝင်ဘာ17ရက်နေ့ကပြုလုပ်ခဲ့တာပါ။ဒီဆွေးနွေးပွဲမှာမြန်မာနိုင်ငံအပါအဝင်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ40ကျော်ကကိုယ်စားလှယ်တွေမိန့်ခွန်းပြောခဲ့ကြပါတယ်။ဒီထဲမှာမြန်မာတမ်အမတ်ကြီးဦးကျော်မိုးထွန်းကထည့်သွင်းတောင်းဆိုခဲ့တာပါ။စစ်အာဏာရှင်စနစ်အဆုံးသတ်ဖို့ စစ်မှန်တဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ဖို့နဲ့မြန်မာနိုင်ငံအတွက်ငြိမ်းချမ်းပြီးတရားမျှတတဲ့အနာဂတ်ကိုရရှိဖို့ကြိုးပမ်းမှုမှာအဖွဲ့ဝင်နိုင်ငံအားလုံးအနေနဲ့မြန်မာပြည်သူတွေနဲ့အတူခိုင်မာစွာယက်တီကြဖို့လဲတန်မတ်ကြီးကတောင်းဆိုထားပါတယ်။ပြီးခဲ့တဲ့2024 November လမှာ ICC ရဲ့တရားစွဲအရာရှိကမင်းအောင်လှိုင်ကို power run ထုတ်ဖို့တရားရုံးစီလျှောက်ထားခဲ့တာကြောင့်မြန်မာပြည်သူတွေရဲ့မျှော်လင့်ချက်ပြန်လည်မြင့်တက်ခဲ့ရပါတယ်။ဒါပေမဲ့တနှစ်နီးပါးအချိန်ကြာမြင့်လာတဲ့အထိ တရားစွဲအရာရှိရဲ့ရှောက်ထားချက်နဲ့ပတ်သက်လို့သိတာထင်ရှားတဲ့တိုးတက်မှုတွေမရှိသေးဘူးလို့တမ်မတ်ကြီးဦးကျော်မိုးထွန်းကထောက်ပြပါတယ်။ဒါကြောင့် ICC ရဲ့အချိန်မီထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေလိုအပ်နေကြောင်းထောက်ပြခဲ့တာပါ။စေအုပ်စုက나ရီတိုင်းမိနစ်တိုင်းမှာပြည်သူတွေကိုတပ်ဖြတ်နှိပ်စက်ပြီးလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေစစ်ရာဇွေးမှုတွေလှုပ်ဆောင်နေချိန်မြန်မာပြည်သူတွေအတွက်အချိန်မီအရေးယူဆောင်ရွက်မှုတွေကင်းမဲ့နေတာကဝမ်းနည်းပေါ်ရာဖြစ်ကြောင်း ။တန်မတ်ကြီးကကုလညီလာခံမှာပြောကြားခဲ့ပါတယ်ရှင်။စစ်တပ်ရဲ့တပ်မ33လက်အောက်ခံစစ်ကြောင်းအထိနာခဲ့တဲ့ကံဘလူးနဲ့ခင်ဦးနယ်အဆက်ကိုစစ်တပ်ကနိုဝင်ဘာ23ရက်မနက်ပိုင်းနဲ့နေ့လယ်ပိုင်းမှာ9နာရီလောက်အချိန်အတော်တွင် Jet Fighter နဲ့6ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။မနက်8နာရီ48မိနစ်ကနေနေ့လယ်2နာရီဝန်းကျင်အတွင်းလေကြောင်းတိုက်ခိုက်မှု6ကြိမ်ပြုလုပ်သွားတာလို့စစ်ရေးရင်းမြစ်တချို့ကပြောပါရယ်။မြေပြင်မှာတိုက်ပွဲမရှိတော့ဘဲစစ်တပ်ကမကြေနပ်လို့လာပစ်တာဖြစ်ကြောင်းနဲ့ ်အထိခိုက်တဲ့မကြရသေးကြောင်းရေဦးမြို့နယ်ကကာကွယ်ရေးရဲဘော်တအူပြောပါတယ်မနက်ပိုင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုမှာတော့အထိခိုက်လုံးဝမရှိဘူးလို့သူကဆိုပါတယ်စစ်တပ်ကကံဘလူနဲ့ခင်ဦးမြို့နယ်အဆက်မှာရှိတဲ့ကြောက်တန်ရွာနဲ့ကြည်စုရွာကိုပိတ်မှတ်ထားပြီးဘုံကျဲနေတာပါဒါကြောင့်ဒေသခံအများစုထွက်ပြေးတိမ်းရှောင်နေရပါတယ်ကံဘလူးနဲ့ခင်ဦးမြို့နယ်အဆက်ကိုဝင်လာတဲ့တပ်မ33လောက်ခန့်စစ်ကြောင်းကိုနိုဝင်ဘာ12ရက်နေ့ကတော်လှန်ရေးအင်အားစုတွေတိုက်ခိုက်ခဲ့တာကြောင့်စစ်ကြောင်းတစ်ခုလုံးအထိနာပြီး စစ်တုံးပန်းနဲ့လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့စကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒီအတွက်လေကြောင်းကနေဆက်လက်တိုက်ခိုက်နိုင်ခြင်းရှိတာကြောင့်ဒေသခံတွေအတွက်လုံခြုံရေးသတိပေးချက်ကိုတော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်ရှင်။ဗီဒင်နဲ့တရုတ်ရိုးရောင်ဖုန်းရွှေအခေါ်ပေးဆရာမတာမင်းရောက်ကိုဒေါ်လာတန်းနဲ့ချီလင်ခဲ့တဲ့ကြားဖြန့်ခိုင်းတစ်ခုနဲ့ဆက်ဆက်ပြီးဩစတြေးလျရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။သူတို့နှစ်ဦးဟာဩစတြေးလျနိုင်ငံကိုရောက်ရှိနေပြီး အကာအကွယ်နေပါတဲ့ဗီယက်နမ်နိုင်ငံသားတွေကိုအဓိကပြစ်မှတ်ထားလေရှိတယ်လို့ဆိုပါတယ်။သူတို့နှစ်ဦးပအဝင်ပတ်သက်ထားတဲ့လင်းလင်းမှုတွေကြောင့်ညနာခဲ့ရတဲ့ငွေပမာဏဟာအမေရိကန်ဒေါ်လာ46တန်းနီးပါးလောက်ထိများပြားနိုင်တယ်လို့စစ်ဆဲခံထားရပါတယ်။နိုဝင်ဘာလ12ရက်နေ့မှာတော့စစ်ဒနီမှာရှိတဲ့ဒိုဘာဟိုက်စင်ဂျေဘုံရပ်ကွက်မှာအသက်53နှစ်အရွယ်မိခင်နဲ့25နှစ်အရွယ်သမီးဖြစ်သူကိုရဲတွေကဖမ်းဆီးရောက်မိခဲ့ပါတယ်။နှစ်ယောက်စလုံးဟာဇန်းတက်တဲ့နီးပညာတွေကိုကြဲကြဲပြန့်ပြန့်အသုံးပြုလှရှားနေတဲ့ ကြောက်ဖြန့်ခိုင်းတစ်ခုရဲ့အဆက်အနွယ်တွေဖြစ်တယ်လို့ရဲတွေကဆိုပါတယ်။မေဒင်ဆီယမဖြစ်တဲ့မိခင်က သူ့အယုံသွင်းထားတဲ့ပြစ်မှတ်တွေကိုချင်းငွေတွေထုတ်ယူဖို့ခိုင်းစေပြီးသူ့အတွက်အဝေစုကို ခွဲယူထားပါတယ်။သူတို့တွေရဲ့အနာဂတ်မှာဘီလီယံနာတူးစီကအကူအညီတွေရောက်ရှိလာမယ်ဆိုတာကိုမြင်နေကြောင်းမေဒင်ဆီယမကအလှည်စားပြောဆိုခဲ့ပါတယ်။ဒီနေ့မှာတော့ဆစ်ဒနီတရားရုံးမှာရုံးထုတ်ဖို့အစီအစဉ်ထားပြီးသူကိုအောင်မခံခွင့်မပေးဘဲ ။သမီးဖြစ်သူကိုတော့ရဲတွေကအာမခံနဲ့ပြန်လွတ်ပေးခဲ့ပါတယ်။မိခင်ဖြစ်သူဘေးဒင်ဆီယမဟာမယုံမသောငွေကြေးရယူမှုဒုစရိုက်ကိုင်းတစ်ခုနဲ့ပတ်သက်ဆက်ဆက်မှုအပေါင်းဝင်စွဲချက်39ခုနဲ့ရင်ဆိုင်နေရပါတယ်။သမီးဖြစ်သူကတော့ရာဇဝတ်မှုတွေမှာစီစစ်မှုမရှိဘဲရောနှောပါဝင်ခဲ့တယ်ဆိုရယ်။ဒုစရိုက်ကိုင်းနဲ့အချိတ်ဆက်ရှိတယ်ဆိုရယ်အပေါင်းဝင်စွဲချက်9ခုအတင်ခံထားရတာပါ။သောမီနှစ်ယောက်ရဲ့ဇင်ကန်အင်ကိုရဲတွေကမနက်အစောပိုင်းဝင်ရောက်စီးနှင်ခဲ့တဲ့အခါမှာငွေကြေးဆိုင်ရာဆောက်ရွက်စာတမ်းတွေ မိုဘိုင်းဖုန်းတွေတံမိုးကြီးလက်ကင်အိတ်တွေအမေရိကန်ဒေါ်လာ6500လောက်တန်တဲ့ရွှေချောင်းတစ်ချောင်းအပြင်ကာစီနိုချစ်တွေကိုသိမ်းဆည်းရရှိခဲ့ပါတယ်။ရဲရဲရဲ့အဆိုအရမိခင်ဖြစ်သူဟာဘေဒင်ဆီယာမတူအနေနဲ့သူ့အတိုင်းအဝိုင်းမှာလူအများလေးစားယုံကြည်တာကိုခံခဲ့ရကြောင်းတချို့ဆိုရင်ငွေရေးကြေးရေးကိစ္စတွေထိသူ့ကိုရယုံကြည်ကြည်ရင်ဖွင့်တိုင်ပင်ခဲ့ကြောင်းသိရပါတယ်။အထက်ကသူကငွေတွေချေးယူဖို့တိုက်တွန်းပြီးဘီလီယံနာတယောက်ယောက်ကအဲ့ဒီအကြက်တဲကိုကုညီဖြေရှင်းဖို့ အနည်းနဲ့အမြန်ရောက်လာနိုင်မယ်လို့အာမခံခဲ့ပါတယ်။ပြီးတော့အကြံပေးခောက်ဝေစုတွေလည်းအများအပြားတောင်းယူလေရှိတာပါ။ဩစတြေးလျရဲတပ်ဖွဲ့ဟာဗီဒင်ဆီယာမားနဲ့တမီးဖြစ်သူရဲ့ American Dollar စေတန်းဝန်းကျင်လောက်ပိုင်ဆိုင်မှုတွေကိုလည်းသိမ်းယူခဲ့ပါတယ်။မနေ့ကစတင်တဲ့ကြားဖြတ်နေနေရေးစုံစမ်းမှုတွေအတွင်းမှာဒရုန်းနဲ့ဆက်ဆက်တဲ့ငွေလင်ခိုင်းစီက American Dollar တန်40ဝန်းကျင်လောက်တန်ဖိုးရှိတဲ့ငွေကြေးတွေကိုလည်းသိမ်းဆီထားပြီးဖြစ်ပါတယ်။အဲ့ဒီခိုင်ဟာတကယ်မရှိတဲ့ဇင်ခံကားတွေကိုဝယ်ယူတယ်ဆိုတာမျိုး မှတ်တမ်းအတုတွေဖန်တီးပြီးငွေကြေးခွာချောင်းငွေတွေကိုကျူးလွန်နေကြတာပါပြီးတော့လူပုဂ္ဂိုလ်တဦးချင်းစီကကိုရဲအချက်အလက်တွေကိုခိုးယူပြီးမယုံမသာချင်းငွေရယူတဲ့ကိစ္စတွေမှာအသုံးပြုခဲ့တယ်လို့ဆိုပါတယ်ဩစတြေးလျအရေးတပ်ဖွဲ့ကတော့အဲ့ဒီအဖွဲ့ဟာခေတ်ရှိအပြေးဆုံးလူလိန်တွေလို့တောင်မှတ်ချက်ပေးခဲ့ဘူးတာပါဒါအပြင်အချင်းပြဘန်ဝန်တန်းတွေနဲ့ပူးပေါင်းပြီးနိုင်ငံရဲ့အထင်ကရောက်ဗန်ကြီးတွေကိုပြစ်မှတ်ထားလိမ့်လေတာတွေလည်းရှိခဲ့တယ်လို့ဆိုပါရယ်စစ်တနီမှာအဲ့ဒီဂိုင်းက ်ဒေါ်လာ164သန်းလောက်ထိတန်ဖိုးရှိတဲ့အင်ချန်မြေတွေအပေါင်းဝင်ပိုင်ဆိုင်မှုတွေဝယ်ယူဖို့အတွက်ခိုးယူထားတဲ့ကိုရီးအချက်အလက်တွေကိုအသုံးပြုငွေချေးခဲ့ပြီးကျန်းရပါဝန်ထမ်းတွေကဖြစ်မြောက်အောင်ကူညီခဲ့ကြတယ်လို့ဆိုပါတယ်။အထက်ခိုင်းနဲ့ဆက်နွယ်တဲ့လူပေါင်းဒရာဇင်ထပ်မင်းကိုဖမ်းဆီးထားပြီးဖြစ်တယ်လို့နောက်ထပ်လဲဂွင်းဆက်ပေါင်းဝင်သူတွေကိုဖော်ထုတ်ဖမ်းဆီးနိုင်ဖွယ်ရှိတယ်လို့ရဲတပ်ဖွဲ့ကခန့်မှန်းထားပါတယ်ရှင်။အကတိလိုက်စားမှုအဆက်ဆဲချက်တွေကြောင့် ယူကရိန်းအစိုးရဝန်ကြီးနှစ်ဦးယာဒူကနေနှုတ်ထွက်စာတင်သွားခဲ့ပါတယ်။လက်ရှိကြုံနေရတဲ့အကြေအစည်ဆွဲဆွဲချက်တွေဟာယူကရိန်းအစိုးရထဲမှာတော့ရုရှားရဲ့ကျူးကျော်စစ်ကိုစတင်ကြုံတွေ့ရချိန်နောက်ပိုင်းအကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်လာတယ်လို့လေ့လာသူတွေကပြောပါတယ်။ပြီးတော့ဆောင်းတွင်းကာလအနီးကပ်လာတာနဲ့အမျှယူကရိန်းရဲ့စွန့်အင်ဆိုင်ရာအခြေခံအဆောက်အအုံတွေကိုရုရှားကပြစ်မှတ်ထားတိုက်ခိုက်မှုတွေအရှိန်မြင့်တင်လာတဲ့အခြေအနေမှာဒီလိုပြဿနာမျိုးပေါ်ပေါက်လာတာပါယူကရိန်းရဲ့အကြမ်းတိုက်ဖျက်ရေးအေဂျင်စီ NABU က 15လကြာလုံဆောင်ခဲ့တဲ့စုံစမ်းစစ်ဆေးမှုတွေကိုထုတ်ပြန်ခဲ့တဲ့နောက်လူ9ယောက်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။အဒီစစ်ဆေးမှုတွေမှာနောက်ထပ်9ယောက်လောက်ဟာနိုင်ငံရဲ့အစိုးရကဏ္ဍနဲ့ပတ်သက်လို့ American dollar တန်တရာထပ်မင်းကိုအလွဲသုံးစားလုပ်ခဲ့တယ်လို့လည်းဆက်ဆဲဖော်ပြထားပါတယ်။အကျိုးဆက်ဖြစ်ဒီအရှုပ်တော်ပေါ်မှာပေါဝင်ပတ်သက်နေတဲ့ဆိုတဲ့ဇွမ်းအင်နဲ့တရားရေးဝန်ကြီးတွေယာဒုကနှုတ်ထွက်ပေးဖို့လူထုကြောင့်မှတောင်းဆိုမှုတွေမြင့်တက်လာတာပေါ့။နောက်တော့ Ukraine အစိုးရက အဲ့ဒီဝန်ကြီးတွေအသေးသေးနှုတ်ထွက်စာတင်သွားကြောင်းအတည်ပြုခဲ့ပါတယ်။ရုရှားကယူကရိန်းရဲ့စွန့်အင်ဆိုင်ရာအခြေခံအဆောက်အအုံတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေမှုတွေကြောင့်စွန့်အင်ဖူလုံရေးရန်ပုံငွေတွေကိုပုံမရရှိအောင်ဥရောပမဟာမိတ်နိုင်ငံတွေစီကနေယူကရိန်းအစိုးရကအပူတပြင်းတောင်းခံနေရတဲ့အခြေအနေမျိုးမှာဒီလိုမျက်နှာပြက်စရာဖြစ်ရတဲ့ကြုံလာရတာပါ။အရင်ကလည်းဆက်လက်နက်ဝယ်ယူရေးရန်ပုံငွေတွေကိုအလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ဆက်ဆွဲချက်တွေနဲ့ပတ်သက်ပြီးကာကွယ်ရေးဝန်ကြီး OLC Resnikov က တာဝန်ယူနှုတ်ထွက်ခဲ့ရပါတယ်။လေလာသူတွေကတော့အချိန်အခါအရလက်ရှိပြဿနာဟာရက်စနီကော့ရုံးကထပ်ပိုဆိုးရတယ်လို့ပြောပါတယ်။အဂတိအရှုပ်တော်ပုံတစ်ခုဖြစ်လာတဲ့အခါမှာအတွင်းပိုင်းမှာတည်ငြိမ်မှုနဲ့အစည်းလုံးမှုတွေရုတ်ရော့ပြိုကွဲသွားနိုင်ကြောင်းပြင်ပတက်ရောက်မှုအနေနဲ့ဆိုရင်တော့ရန်သူတွေကဒီအချက်ကိုထောက်ပြပြီးယူကရိန်းစီအထောက်ပံ့ပေးပို့မှုတွေရပ်ဆိုင်းဖို့တွန်းအားပေးလာနိုင်ကြောင်းအာနာယပါတီရဲ့အမတ်တူဖြစ်တဲ့အိုလက်ဇန်ဒါမာရက်စကိုကထောက်ပြသွားခဲ့ပါတယ်။ NABU ရဲ့ထုတ်ပြန်ချက်ထဲမှာတော့နမဲရီဓာတ်ရိုက်တမထားပေမဲ့စီးပွားရေးလုပ်ငန်းရှင်တူစွမ်းအင်ဝန်ကြီးရဲ့အကြံပေးဟောင်းတူနိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ NR Gautam ရဲ့ကြံခိုင်ရေးအစည်းအမံတွေကိုကြီးကြပ်ရတဲ့အမှုဆောင်တူနဲ့တခြားလူပုဂ္ဂိုလ်တွေဟောအဂတိမှုငွေကြေးခွာချမှုတွေနဲ့ဆက်ဆက်ကြောင်းဖော်ပြထားခဲ့ပါတယ်။နောက်ထပ်လူရှက်ရောက်ကတော့လက်ယူမှုလုံပိုင်ခွင့်အလွဲသုံးစားလုပ်မှုတွေကျူးလွန်ခဲ့တယ်လို့လည်းပြောပါတယ်။အဲ့ဒီနောက်ယူကရိန်းမှာတရားရေးဝန်ကြီးဟာလူချန်ကိုနဲ့ စွန့်ရင်ဝင်ကြီး Grim Choe တို့ကိုဖယ်ရှားပေးဖို့တမရဗိုလိုဒီမာဇလစကီပေါ်ဖီအားတွေတိုးလာခဲ့ပါတယ်။ဟာလူချန်ကိုဟာစွန့်အင်ဝင်ကြီးအဖြစ်လဲတာဝန်ယူခဲ့ဘူးသူပါ။အခုခေါက်မှာတော့ဝင်ကြီးနှုတ်ဦးစလုံးဟာယာဒူကနေနှုတ်ထွက်ကြောင်းအသေးသေးစတင်ခဲ့ကြပြီဖြစ်တယ်လို့ယူကရိန်းဝင်ကြီးချုပ်ယူလီယာဆာဗီဒန်ကိုက ပြောကြားခဲ့ပါတယ်။ဟာလူချန်ကိုဟာဇလစကီရဲ့အနီးကပ်နိုင်ငံရေးမဟာမိတ်တူအဖြစ်လူသိများပါတယ်။ဝင်ကြီးချုပ်ဆာဗီဒန်ကိုကဇလစကီရဲ့မဟာမိတ်တူဖြစ်တဲ့ တီမူမင်ဒစ်နဲ့စီးပွားရေးလုပ်ငန်းရှင်အလက်ဇန်ဒါစုကောင်မန်တို့အပေါ်အရေးယူမှုတွေလှုံ့ဆော်မှုလည်းခွင့်ပြုထားပြီးဖြစ်ကြောင်းပြောပါတယ်။ဇလန်စကီကတော့တခြားအရာတွေအားလုံးထက်ယုံကြည်မှုကအပိုအရေးကြီးတယ်လို့ Telegram မှာမှတ်ချက်ပေးခဲ့တာပါ။ဇလန်စကီဟာအစိုးရတွင်ထထဲဝင်ဝင်အမြင့်တိုးမှုတွေကလက်ရှိစစ်ပွဲကာလအတွင်းမတည်ငြိမ်မှုတွေကိုဥတည်သွားစေနိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ NABU ရဲ့လုံခြုံရေးခွင့်တွေကိုကန့်သတ်ဖို့ပြီးခဲ့တဲ့နွေရာသီမှာစ조사ခဲ့ဖူးပါတယ်။ ဒါပေမဲ့လူလူကစန့်ကျင်ကန့်ကွက်ခဲ့တာကြောင့်အဒီကိစ္စကိုတမရကလက်လျှော့ခဲ့ပါတယ်။နောက်ပိုင်းလောက်အကြာမှာတော့အခုလိုမျိုးအစီရင်ခံစာထွက်ပေါ်လာတာပါ။အသက်46နှစ်အရွယ်မင်တစ်ချောင်းဇလစကီပိုင်ဆိုင်တဲ့ Quartel 95 Media လုပ်ငန်းရဲ့ပူးတွဲပိုင်ရှင်တူလည်းဖြစ်ပါတယ်။သူဟာဇလစကီကိုမိပြီးနောက်ထပ်စီးပွားရေးလုပ်ငန်းတချို့မှာခြေကုပ်ခိုင်းမာလာခဲ့ပါတယ်။အဒီထဲမှာတော့ငွေလုံးငွေရင်းအများအပြားနဲ့လဲပတ်နေတဲ့ပြည်တွင်း drone ထုတ်လုပ်ရေးလုပ်ငန်းတွေလည်းပါဝင်ခဲ့တာပါ။ လေလာသူတွေကတော့ Zelensky ဟာအရင်ကတည်းက Mindich နဲ့ခက်ခါခွာနေလာခဲ့ပြီးအခုလိုအရှုပ်တော်ပုံကြီးပေါ်လာချိန်မှာလဲသူ့ကိုအကာအကွယ်ပေးတော့မှာမဟုတ်ဘူးလို့သုံးသပ်ကြပါတယ်။ဒီဖြစ်ရပ်ကိုအကြောင်းပြုပြီး Mindich အပေါင်းဝင် အမှုနဲ့အဆက်အွယ်သူတွေအားလုံးဟာတရားရေးအရာအစွဲချက်အတင်ခံရမှာဖြစ်ပါတယ်။ Halu Chanko ကတော့သူဟာတရားခွင်မှာကိုယ့်အတွက်ကိုခုခံရှောက်လဲသွားမယ်လို့ပြောပါတယ်။သူ့ရဲ့အပြစ်ကင်းတဲ့ရည်တည်မှုကိုတတ်တည်ပြဖို့အစွမ်းကုန်ကာကွယ်သွားမယ်လို့လည်း ဝန်ကြီးဟောင်းက Facebook မှာရေးသားထားခဲ့ပါတယ်ရှင်။ဒေလီမြို့တော်ရဲ့လူစီကားရတနေရာမှာဖြစ်ပွားခဲ့တဲ့မော်တော်ကားပောက်ကွဲမှုဟာအကြမ်းဖက်ဖြစ်စဉ်တစ်ခုလို့အိန္ဒိယအာဏာပိုင်တွေကအတည်ပြုခဲ့ပါတယ်။နိုဝင်ဘာလ10ရက်နေ့မနက်ပိုင်းကဒေလီရဲ့အထင်ကရရှေးဟောင်းအဆောက်အုံကြီးတစ်ခုဖြစ်တဲ့ခန်တက်နီနားမှာကားတစီးပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးလူ၈ယောက်ထပ်မံနေသေဆုံးခဲ့တယ်လို့ဒေလီရဲတပ်ခွဲကအထုတ်ပြန်ခဲ့တာပါ။ဒါ့အပြင်လူ၂၀ကျော်လည်းဒဏ်ရာရရှိခဲ့ပါတယ်။အစောပိုင်းတုန်းကအိန္ဒိယဟာ အဲ့ဒီကိစ္စကိုအကြမ်းဖက်တက်ခိုက်မှုလို့အတိအကျမတတ်မှတ်သေးပဲစုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တာပါနိုဝင်ဘာလ12ရက်နေ့မှာတော့ဝန်ကြီးချုပ်နရန်ဒရာမိုဒီရဲ့အစိုးရကဒီဖြစ်ရဟာအကြမ်းဖက်တက်ခိုက်မှုလို့အတည်ပြုပြီးပြင်းပြင်းထန်ထန်ရှုတ်ကြကြောင်းကြေညာခဲ့ပါတယ်အိန္ဒိယအစိုးရကိုစန့်ကျင်တဲ့အစုဖွဲ့တွေကအခုလိုမျိုးသူရဲဘောကြောင့်တဲ့လောက်ရကိုကျူးလွန်ခဲ့တာလို့လည်းကြေညာချက်မှာပါရှိခဲ့ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်လို့တန်ရာရှိသူတွေကိုဖမ်းဆီးတာနမဲဖော်ထုတ်ကြေညာဓာတ်တွေတော့မရှိသေးပါဘူး နိုင်ငံအနေနဲ့ဇိုးရုပ်လှတဲ့အကြမ်းဖက်ဖြစ်ရပ်တစ်ခုကိုကြုံတွေ့ကြရကြောင်းဂါဒစီကိုဖောက်ခွဲတဲ့တိုက်ခိုက်မှုကိုအစိုးရစန့်ကျင်ရေးအင်အားစုတွေကအလုံဆောင်ခဲ့ကြောင်းဂျူးလွန်သူတွေကြံရပါတွေအထောက်ပံ့ပေးသူအားလုံးကိုဖော်ထုတ်ပြီးအရေးယူနိုင်အောင်ထိထိရောက်အစုံစမ်းပေးဖို့အစိုးရကညွှန်ကြားထားကြောင်းလည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒေလီကပောက်ကွဲမှုဟာကမ္ဘာလက်ခရီးသွားတွေကြားလူသိများလဲပတ်ကြတဲ့ခန်တက်နီနာကမြေအောက်ယထာပူရာတစ်ခုမှာဖြစ်ပွားခဲ့တာပါ။ခက်ဖြည်းဖြည်းရွေးလာတဲ့ကားတစ်စီးက မင်းနေသွားတဲ့အချိန်မှာထပေါက်ပြီးအနည်းတစ်ဝိုက်ကကားတွေကိုပါထိခိုက်ပျက်စီးကြတယ်လို့စုံတော်တွေကပြောပါတယ်။ပောက်ကွဲမှုအပြီးအိန္ဒိယနိုင်ငံအနှံ့ကအလူစီကားတဲ့လေပတ်သွားလာရနေရာတွေမှာလုံခြုံရေးသတိပေးချက်တွေကိုတိုးမြင့်ထုတ်ပြန်ခဲ့ရပါတယ်။ဒေလီကပောက်ကွဲမှုအပြီးနောက်တနေ့မှာလည်းအိန္ဒိယပြိုင်ဘက်ပါကစ္စတန်ရဲ့အစ္စလမ်မာဘတ်မြို့တော်မှာအသေးခံဘုံခွဲမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့်လူ၁၂ယောက်သေဆုံးခဲ့ပြီး၂၈ယောက်ထပ်မံတဲ့ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်ရှင်။ People's Bank ကတင်ဆက်ပေးခဲ့တဲ့ 你妈的！我把这碗咖突然涨价的高级酒店住，结束图着买先。